Hari Wangan ညင်းတဲ့ကောင်ကြီးအတန်တခုကြားနေရတယ်အတန်ကဘယ်ကလာရလဲဒီအိမ်ကြီးတဲကလားအိမ်ထဲမှာလည်းဘယ်သူမှမရှိပါလားဒါဆိုအိမ်နောက်မှာရှိတဲ့စပက်ကြီးတဲကလားသွားကြည့်ရအောင်ဟုတ်ပါတယ်အတန်ကစပက်ကြီးတဲကနေလာနေတာပါစပက်ကြီးထဲမှာစူတာစစ်လို့အမိရတဲ့အမျိုးသမီးတယောက်ဟာ ဆုံတစ်ခုကိုစီးကျက်ဝါကျဉ်ကြီးကြီးထူထောင်းနေပါတယ်။ဘာတွေကိုထောင်းနေတာလဲ။ဘေးနားမှာမသိမရှင်းဖြစ်နေတဲ့ကြီးကန်းတွေနဲ့အတူမြုပ်သီးမျိုးစုံလည်းရှိနေပါတယ်။လောင်ဝင်ထဲကကြီးကန်းတွေကလည်းအော်နေကြတယ်။စူတာစစ်ကဆုံထောင်းတာကိုခဏရက်လိုက်ပြီးအနားမှာချထားတဲ့ကြီးကန်းတွေတကောင်ကိုယူလိုက်ပြီးနောက်ကျို့တို့ကျဲတဲ့ကြံရစ်နေတဲ့အမွေးများကိုနှုတ်ခါပစက်ကနေလဲဂါရမဏန်တချို့ရွတ်ဆူလိုက်ပါတယ်။ဂါရမဏန်ရွတ်ဖက်အပြီးမှာအမွေးနှုတ်ပြီးသားကြီးကန်းတွေကိုစုံထဲကိုပစ်ချကား အားရပါရထောင်းလိုက်တဲ့အခါလောင်ဝင်တွေကကြီးကန်းများဟာလဲတအားအားနဲ့အော်ဟစ်လိုက်ပါတော့တယ်။စူတာစစ်ဟာကြီးငတ်များကိုစိစိညက်ညက်ကြည့်အောင်ထူထောင်းပြီးနောက်မှာတော့စုံထောင်းချင်းအလုပ်ကိုရန်နာလိုက်ပါတော့တယ်။စိစိညက်ညက်ကြည့်သွားတဲ့ကြီးကန်းများရဲ့အသားဟာတော့မြုပ်တီးမျိုးစုံစပလင်များချက်တုံမိန်များနဲ့အတူရောထွေးသွားပါတော့တယ်။အချိန်အားဖြင့်2008ခုနှစ်မစ္စစ်စူတာစစ်အမည်ရှိတဲ့ကြက်ကြော်ဆိုင်ဟာနာမည်ကြီးလူကြိုက်များလွန်းလာမှုစိုင်ခွဲတွေဒီဇိုင်းပြီးဒီဇိုင်းဖွင့်ထားရပြီး ပရိသတ်တို့အခုမြင်နေရတဲ့ဆိုင်က14ဆိုင်မြောက်ဆိုင်ခွဲပါပဲကြက်ကြော်တွေစားကောင်းအောင်ဘလို့လှုပ်ထားလဲဆိုတာပရိသတ်တို့မျက်မြင်ပါပဲစူတာစစ်ကတော့စီကားလာတဲ့ဧည့်သည်များကြောင့်တပြုံးပြုံးနဲ့ပေါ့ခဏအကြာမှာသူမရဲ့ခင်မွန်းရောက်ရှိလာက စားသုံးသူတွေများပြားလာတဲ့အကြောင်းပြောလိုက်ပါတယ်။ညရောက်တဲ့အခါစူဒါစစ်ကငကမောက်သီးများကိုပါပါလီနေပြီးပကန်းဆေးနေတဲ့ခင်မွန်းဖြစ်သူကမင်းလုတ်တဲ့ငရုတ်သီးစောကအရန်ကောင်းတာပဲလို့ချီးကျူးလိုက်ပါတယ်။စူဒါစစ်ရဲ့အာယုံမှာဘာတွေအတွေးလွန်နေမှမသိမိဖို့ချောင်းတွေကိုဘယ်ချိန်ကဝင်လာမှမသိတဲ့ကြီးကန်းတကောင်ရဲ့အော်သံကြောင့်ကြီးကန်းကိုကြီးလိုက်တဲ့အခါတစုံတစ်ခုရဲ့ညှို့ယူခြင်းခံလိုက်ရပြီးအသီးလီနေတဲ့ဓားကိုကင်ကခင်မွန်းစီကိုသွားပြီးဓားနဲ့ထိုးတက်ဖို့လုပ်ပါတော့တယ်။ စူတာစစ်ကသတိရှိပေမဲ့ခန္ဓာကိုယ်ကိုမထိန်ချုပ်နိုင်ပဲခင်မုန်းကိုဓာတ်နဲ့ထိုးလိုက်ပါတယ်ဒါပေမဲ့စိတ်ကူးထဲမှာပဲဖြစ်သွားတာဖြစ်ပြီးလူကတော့စောစောကနေရာမှာပဲရှိနေခဲ့ပါတယ်စူတာစစ်လည်းစိုးရိမ်လာပြီးအိတ်ခမ်းလေးကိုပြေးသွားကာ ရှေးဟောင်းမှန်ကြီးတစ်ချက်ရှိမှာသူ့ကိုယ်သူစူးစိုက်ပြီးကြည်နေပါတယ်ခင်မွန်းဖြစ်သူကသူ့နဲ့စကားစာမပြတ်ခင်ထွက်သွားတဲ့ဇနီးတွေကိုဘာများပြစ်တာလဲဆိုပြီးအိတ်ခမ်းတွေကိုလိုက်လာတော့စူရစစ်ကစကားတခုမှမပြောဘဲလဲကျသွားပါတော့တယ်ခင်မွန်းဖြစ်သူလည်းသူ့ရဲ့သမီးနှစ်ယောက်ကိုအော်ခေါ်လိုက်ပြီးစူရစစ်ကိုဖေးမနေချင်းစူရစစ်ကအမူအရာတွေပြောင်းလဲလာကစောက်ထိုးဖြစ်သွားပါတော့တယ်ခင်မွန်းတဲ့လည်းထိတ်လန့်နေပြီးစောက်ထိုးဖြစ်နေတဲ့စူရစစ်ကပါဇက်ကနေတစိုးတစ်ခုပြောနေပါတယ်အဲ့ဒီနောက်မှာဇနီးတွေပါဇက်ကထွက်တဲ့စကားလုံးတွေကြောင့်ခင် ်မွန်းဖြစ်သူဟာမခံမရနိုင်ဖြစ်သွားပါတော့တယ်ဟုတ်ကဲ့ဒါကတော့ပါရီဝန်ကန်ဆိုတဲ့အစ်စ်ထွက်အင်ဒိုနီးရှားတရက်ကဖြစ်ပြီးရင်ခုန်၆ချားပွဲဇက်လန်းဇက်ကွက်တွေများစွာနဲ့အတူအယမ်းမဲ့ထိတ်လန့်တုံလို့ဆရာများပါဝင်တာမှုအသေးငယ်သူများအနေနဲ့နေကင်းဖက်မှသာကြီးစုဖို့အကြံပြုပါရစေ ခွီးထက်ကပရိသတ်တွေကတော့တတိကောင်းသူတွေမို့ထွေထွေထူးထူးမပြောတော့ပါဘူးတခါတည်းသာအပီးထီကြီးသွားကြပါဇလန်းလေးမစခင်လိုက်တစ်ချက်ကွန်မန့်တစ်ကြောင်းစာရိုက်ဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမှန်းခဲ့ပေးပါ subscribe လို့ရတဲ့ရင်လည်းလုပ်ခဲ့ကြပါဇလန်းလေးဆက်ကြမယ်တက္ကရ2010ခုနှစ်စိတ်တဆဆေးရုံကြီးကိုဒေါက်တာတယောက်ရောက်လာပြီးဆေးရုံကနေဆင်းလာတဲ့လူနာတယောက်ကိုလာကြိုခဲ့ပါတယ်ဒေါက်တာကစူတာဆေးရဲ့အကူရိုနီဆိုသူဖြစ်ပြီးရောက်ဖတ်တော်ဆက်သူ တာရာဒီကိုကြိုကာသူ့အိမ်ကိုပြန်ပို့ပေးလိုက်ပါတယ်တာရာဒီရဲ့အိမ်မှာတော့သမီးနှစ်ယောက်ဖြစ်တဲ့အကြီးမလေးမာယာနဲ့အငယ်မလေးဝူလန်တို့ကဖခင်ကြီးဆေးရုံတက်ရတာနှစ်နှစ်ရှိနေပြီဒီနှစ်ပြန်ဆင်းလာတော့မှမို့အလားဆုံးပြင်ပြီးအသင်ဆောင်နေကြတာပေါ့ခဏအကြာမှာဖခင်ကြီးအိမ်ပြန်ရောက်လာတော့အလွမ်းတဲ့နေကြပါတော့တယ် မာယာကဦးကြီးရိုနီကိုကျေးဇူးတင်နေပြီးစကားစမြည်ပြောကြရင်လွန်ခဲ့တဲ့နှစ်နှစ်တည်းကအိယာတွေကနေမထားနိုင်တဲ့မိခင်ကြီးရဲ့အခြေအနေကိုလိုက်ကြည့်ဖို့ပြောနေတော့ဖုံးဝင်လာခဲ့တာကြောင့်ဦးကြီးရိုနီကအိမ်ထဲမဝင်တော့ဘဲနှုတ်ဆက်ကအိမ်ပြန်သွားပါတော့တယ်တကယ်ကဦးကြီးရိုနီရဲ့ဇနီးဖြစ်သူကမာယာတို့အိမ်ကိုလာတာကိုမကြိုက်တာကြောင့်ပါ ညရောက်တဲ့အခါညစာစားနေကြရင်တာယော်ဒီကလက်ရှိအခြေအနေတွေကိုမသိတော့ပဲအရာရာကိုအရင်တုန်းကအတိုင်းပဲထင်နေပါဗါးအဲ့ဒီနောက်မှာဖခင်ကြီးဟာအိတ်ခမ်းထဲဝင်သွားပြီးခန္ဓာဝင်သချင်းတစ်ပုတ်ဖြန့်ပြီးနောက်စူတာစစ်နဲ့အတူကြည်နူးနေပါတော့တယ်အဲ့ချိန်ကြီးမှာသချင်းသံချလိုက်ရတဲ့မာယာကနိုးလာခဲ့ပြီးသူမမိဘတွေအခန်းစီတွားကြည့်တော့တယောက်တည်းစိတ်ကူးရင်နေတဲ့ဖခင်ကြီးကိုတွေ့တဲ့အခါစိတ်မကောင်းဖြစ်သွားပါတယ်မိခင်ဖြစ်သူကတော့ဂရင်ပေါ်မှာတုတ်တုတ်တောင်လှုပ်မနေခဲ့ပါဘူး မာယာလည်းအခန်းတကားကိုအตาရာပိတ်လိုက်ပြီးသူမအိတ်ခန်းစီပြန်လာချင်းပြတင်းမောင်မန်ကိုကြီးကန်းတကောင်လာတိုက်တဲ့အတန်ကြားလိုက်ရပါတယ်အဲ့ဒါနဲ့ပြတင်းပေါက်စီသွားကြည့်တော့သူမဘခင်ဟာအပြင်မှာဘာလုပ်နေမှမသိမတ်တက်ရက်နေတာမို့မာယာကတကားခောက်ပြီးလှမ်းခေါ်လိုက်ပါတယ်ဒါပေမဲ့တဖက်ကမကြားတာမို့အပြင်ထွက်ပြီးခေါ်လိုက်ပြန်ပါတယ်အဲ့ဒီအခါတာရာဒီကကြားသွားပြီးမာယာဘက်လက်ကပြုံးပြပြီးနောက်မျက်နှာမူရာဘက်ကိုတဟုံထိုးပြေးသွားကတန်ကျုံတစ်ချောင်းကိုသူ့မျက်နှာနဲ့စောင့်ချလိုက်ရမှာတော့ထုတ်ချင်းပေါက်ကတေဆုံးသွားပါတော့တယ် ဖခင်ကြီးနဲ့ပြန်ဆုံတာ24နှစ်တောင်မပြည့်သေးတဲ့မာယာကတော့ခြေခွဲစွာငိုကြွေးလိုက်ပါတော့တယ်။မနက်မှဇာပနာပွဲကိုလူများရောက်လာကြပြီးဆရာဝန်ဖြစ်တဲ့ဦးကြီးရိုနီကတော့အရေးပေါ်ခွဲစေရမယ့်လူနာရှိလို့မနက်ဖြန်မှလာနိုင်မယ့်အကြောင်းဖုံးဆက်လာခဲ့ပါတယ်။နောက်ထပ်စူတာစစ်ရဲ့မောင်နှမသားချင်း၃ယောက်လည်းရောက်လာခဲ့ပြီ ီလူတွေကတော့မာယာတို့အိမ်ကြီးကိုရောင်းပြီးအမွေလိုချင်နေကြတာပါမာယာအတော်ကလူအလစ်မှာအိပ်ပျော်နေသူအမနာကိုလာပြီးသပင်းတွေကိုတက်ပေးနေပြီးမာယာရောက်လာတဲ့အခါစူတာစစ်ကိုဘာပြောသွားမှမသိနာနာလေးကပ်ပြီးစကားတချို့တိုးတိုးလေးပြောသွားပါတယ်ဒီလိုနဲ့ပြန်ကန်နီအိမ်ရောင်းဖို့ကိစ္စပြောကြရင်အခြေတင်ဖြစ်ကြတဲ့အခါမာယာကဇာပနာပွဲလာကြတာကိုကျေးဇူးတင်ပေမဲ့မိခင်ကြီးနေကောင်းလာတော့မှအိမ်ရောင်းဖို့ကိစ္စပြောကြတာပို့ဆိုကအလိမ်မှာတုံးပြီးနှင်လိုက်ပါတယ် မာယာဦးလေးနှစ်ယောက်ကဒီကိစ္စကိုမကျေနပ်ကြတဲ့အခါအတော်ဖြစ်သူကစိတ်ရှိကြဖို့ပြောပြီးစူတာစစ်ရဲ့သပင်းချီတွေကိုတိတ်တိတ်လေးယူခဲ့တာကိုပြလိုက်ပါတယ်။အဲ့ဒီညမှာမိုးများချင်းလျှက်စီးများလက်နေပြီးမာယာတို့ညီမနှစ်ယောက်ကဖခင်ကြီးအတွက်စူတောင်းပေးနေကြပါတယ်။အဲ့ဒီနောက်မှာမာယာကမီးပြတ်နေတာမှုအခန်းပြန်ထွက်ပြီးမီးအိမ်ထွန်းဖို့အတွက်လုံနေချင်းသူမအနောက်မှာတယောက်ယောက်ရှိနေခဲ့ပါတယ်။မီးထွန်းပြီးတဲ့အခါမှာတော့အဲ့ဒီယာက မရှိတော့ပါဘူး။ ဒါကိုသတိမထားမိတဲ့မာယာကမိအိမ်ကိုယူပြီးအခန်းထဲပြန်လာချင်းအခန်းထဲကိုကြီးကန်းတစ်ကောင်ရောက်နေတာမို့ဗျရင်ပေါက်ကိုလှမ်းကြည့်လိုက်ပါတယ်ဒါပေမဲ့ဗျရင်ပေါက်ကလည်းပွင့်မနေတာမို့ကြီးကန်းကိုစောင်းနဲ့အုပ်လိုက်တဲ့အခါသူမဖခင်ကိုတွေးလိုက်ရပါတယ်ဖခင်ကြီးကပြုံးပြနေပြီးဘေးမှပြန်ဝဲနေကြတဲ့ကြီးကန်းတွေလည်းရှိနေကြပြီးအိမ်မဆိုးကနေလန့်နိုးလာပါတော့တယ်မနက်အရောက်မှာအဟောင်းပစ္စည်းဝယ်သူတွေရောက်လာကြပြီးစပက်ကြီးထဲမှာရှိတဲ့အသုံးမလိုတော့တဲ့ပစ္စည်းတွေကိုပြန်ရောင်းလိုက်ပါတယ် ဝဲသူကစုံကြီးကိုမျက်စိကျနေပြီမဲ့သူမမိခင်ရဲ့အကြိုက်ဆုံးပစ္စည်းမှုဘလောက်ပေးပေးမရောင်းနိုင်ဘူးလို့ပြောကာတခြားပစ္စည်းတွေကိုပဲရောင်းလိုက်ပါတယ်အဲ့ဒီနောက်ခါတိုင်းလိုပဲမိခင်ကြီးကိုတန့်စင်ပေးဖို့လုပ်တဲ့အခါမိခင်ကြီးရဲ့ကြိုးကုန်းမှာအသက်တိစရာအနာများပေါက်နေပြီးလောင်များတောင်တက်နေတာကိုတွေ့လိုက်ရပါတယ်ခဏအကြာမှာရူနီရောက်လာပြီးရူနီကမာယာအမေအတွက်အနာလိမ့်နဲ့ဆေးများယူလာကဘလို့အသုံးပြုရမလဲပြပေးဖို့အိမ်ထဲလိုက်လာခဲ့ပါတယ်အိမ်ထဲအရောက်မှာမှန်ချက်ကြီးကိုတွေ့လိုက်ရတော့ အပြင်မှာစကားပြောရအောင်ဆိုကအိမ်ပြင်ပြန်ထွက်သွားပါတယ်။မှန်ထဲမှာဘာရှိနေလဲမသိ။သူတို့ကိုလိုက်ကြည့်နေပြီးမာယာမီခင်ကြီးကလည်းမျက်လုံးပွင့်သွားပါတယ်။အိမ်ပြင်ဘက်မှာတော့ရူနီကမင်းအမေအခန်းထဲကအမှန်ကြီးကိုကားထားမှဖြစ်မယ်။ပိုကောင်းတာကအခန်းထဲကနေရွှေ့ပြစ်ရမယ်။မင်းအဖေရဲ့တေဆိုးမှုကလည်းအဲ့ဒီမှန်ကြီးနဲ့ဆက်ဆက်နေနိုင်တဲ့ဆိုကအတိတ်ကရာဇဝင်တချို့ကိုပြောပြခဲ့ပါတယ်။ဟိုအရင်ကမင်းအဖိုးမှဇနီး၃ယောက်ရှိခဲ့တယ်။သူတို့ထဲက၂ယောက်ကဘယ်ဒီဆန်ဆန်တည်ဆုံးခဲ့ပြီးအလောင်းတွေကိုဘယ်သူမှမမြင်ခဲ့ရပဲ တကြိုတဲ့အချိန်အထိအခေါင်းတွေကိုအလုံးပိတ်ထားခဲ့တယ်ကောလာဟာလာတွေအရာမင်းအဖို့ကသူ့ဇနီးနှစ်ယောက်ကိုနှဆိုးစီမှာစတေးခဲ့တာတဲ့သူလည်းအစားကမယုံခဲ့ပေမဲ့တနေ့မှမင်းရဲ့အဖိုးကငါ့ကိုခေါ်ပြီးသူ့ဇနီးနှစ်ယောက်ရဲ့အုပ်ကူရှိမှာအားလုံးကိုအဆုံးသတ်ပြစ်မယ်လို့တစ္ဆာဆိုခဲ့တယ်အဲ့ဒီအချိန်တုန်းကဘာကိုဆိုလိုမှန်းငါလည်းနားမလည်ခဲ့ပေမဲ့တညမှာတော့မင်းအဖိုးကကြက်မဲတကောင်ရဲ့လက်ချောင်းသွေးကိုတောက်ပြီး သူ့လက်သူဓာတ်နဲ့လိပြီးထွက်လာတဲ့သွေးနဲ့အစီရင်လှုပ်လိုက်တယ်။အဲ့ဒီနောက်မှာစုံကြီးတဲကိုလှဲ့အိပ်ပြီးအဲ့ဒီမန်ကြီးကိုကြည့်နေပြီးကျွန်ုပ်ကိုထာဝရခေါ်ဆောင်သွားပါလို့စက်တိုက်ပြောနေခဲ့တယ်။မှန်တဲ့ကနေမကောင်းဆိုးရွားအတန်တွေအရင်ထွက်လာပြီးခဏနေတော့မကောင်းဆိုးရွားပါ ထွက်လာပြီးမင်းအဖိုးကိုမသိမချင်းထောင်းတက်လိုက်တာငါကိုယ်တိုင်မြင်ခဲ့ရတယ်။အဲ့ဒီမကောင်းဆိုးရွားကပါရီဝံကံပဲမင်းအဖိုးကပုံမှန်အစာကျွေးရတဲ့အဲ့ဒီနတ်ဆိုးကိုမွေးထားခဲ့တာအပြန်အလှန်အနေနဲ့နတ်ဆိုးကစီးစိမ်ချမ်းသာတွေပြန်ပေးတယ်လို့ပြောပြလိုက်ပါတယ် မာယာကအဲ့ဓာတွေနဲ့သူ့အမေဘာပတ်သက်နေလဲလို့ပြန်မေးနေတော့ဦးကြီးမိမကဖုံးဆက်ခေါ်နေတော့တခုခုဆိုသူ့စီဖုံးဆက်ဖို့ပြောပြီးပြန်သွားပါတယ်။မန်နေကအရာကသူတို့တူဝရီကိုစိုက်ကြည့်နေတာကိုတော့မသိလိုက်ကြပါဘူး။မာယာလည်းဦးကြီးမှထားတဲ့အတိုင်းလုပ်ဖို့မိခင်ရဲ့အခန်းထဲကိုဝင်ကြည့်တဲ့အခါမိခင်အနောက်မှာပါရီဝံကန်ရှိနေတာကိုမှန်တဲ့ကနေမြင်လိုက်ရလို့တကားပြန်ပိတ်ပြီးဦးကြီးရူနီစီဖုံးဆက်လိုက်ပါတယ်။တစ်ဖက်ကဖုံးမကင်ပဲရှိတဲ့အခါဘူရာလေးကထွက်လာပြီးသူတို့မိခင်အခန်းထဲသွားဖို့လုံနေလို့ မာယာကမတော်ဖို့တားလိုက်ပါတယ်အဲ့ဒီအချိန်မိခင်ကြီးရဲ့သမီးတစ်ယောက်ကိုခေါ်နေတဲ့အတန်ကြားလိုက်ရပါတယ်ဘူလန်လေးလည်းပျော်ပြီးသူ့အမိအခန်းထဲဝင်သွားပါတယ်မာယာလည်းကြောက်ကြောက်နဲ့နောက်ကလိုက်သွားတော့သူတို့မိခင်ကြီးဟာလူကောင်းလူပြန်ဖြစ်နေပြီးရိုးရဝတ်စုံယူပေးဖို့မာယာကိုခိုင်းလိုက်ပါတယ်မာယာလည်းမိခင်ကြီးကိုမယုံကြည်ပေမဲ့ရိုးရဝတ်စုံကိုယူပြီးလဲပေးဖို့အလုပ်မှာမိခင်ကြီးရဲ့နောက်ကျောကအနက်စိမ်းတွေမရှိတော့တာမို့အံ့ဩသွားပါတယ်မိခင်ကြီးကဘာဖြစ်လို့လဲကို့အမိနေပြန်ကောင်းသွားတာဝမ်းမတဘူးလားလို့ပြောလိုက်ပါတယ် ဦးကြီးဖြစ်သူကတော့တယောက်ယောက်ကိုဖုံးဆက်ပြီးပရိဝီကံအကြောင်းပြောနေချေယထာတန်လန်ပိတ်သွားတာမို့ကားရက်လိုက်ပါတယ်အဲ့ဒီအချိန်ဇနီးဖြစ်သူရဲ့ဖုံးဝင်လာပြန်တော့ဖုံးကင်တဲ့အခါဖုံးတဲ့ကနေထူးဆန်းတဲ့အတန်များကြားလိုက်ရကစိတ်နဲ့လူမကတ်တော့ပဲယထာတန်လန်ပေါ်မှာတွားရက်နေပါတော့တယ်ယထာလာချိန်မှာတော့ရိုနီကိုဝင်တိုက်သွားပါတော့တယ်မာယာတို့အိမ်မှာတော့မိခင်ကြီးကိုရိုးရဝတ်စုံလဲပေးပြီးချေနတ်ဆိုးမှန်ကြီးထဲမှာသူ့ကိုယ်သူကြည့်ပြီးပြုံးနေပါတော့တယ်အဲ့ဒီညမှာပဲမာယာကတရေနိုးလာတော့ညီမလေးကိုမတွေ့တဲ့အခါအ ခန်းထဲကထွက်ကြည့်လိုက်ပါတယ်အဲ့ဒီအခါအေခန်းထဲမှာအရာတစ်ခုကိုတွေးလိုက်ရတော့လန့်သွားကအနာသွားကြည့်မှဘူလန်လေးကစနောက်နေခြင်းဖြစ်နေပါတယ်မာယာလည်းဒီအချိန်ကြီးဘာလုပ်နေတာလဲမေးတော့အမေနဲ့စိုးနေတာလေလို့ပြောပြီးမိခင်ရဲ့အခန်းထဲပြေးဝင်သွားပါတယ်ချန်ခဲ့တဲ့မာယာနောက်မှာမူမမန္နာတွေဖြစ်သွားခဲ့တာကိုတော့မာယာကမသိပဲမိခင်ရဲ့အခန်းထဲဝင်သွားလိုက်ပါတယ်အခန်းထဲမှာဝူလန်လေးဟာမိခင်ကြီးနဲ့အတူစို့နေပြီ ပြီးခင်ကြီးကမာယာဘက်လှဲ့တော်မချီပဲဦးကြီးရူနီကလာမလဲတော့ဘူးလားမေးလိုက်ချင်းဖုံးတကောဝင်လာတာမို့ကင်လိုက်တဲ့အခါရူနီရဲ့မိမဖြစ်နေပြီးမာယာကို နင်းနဲ့နင်းမိသားစုကငါတို့မိသားစုကိုကန်ဆိုးခြင်းတွေပဲပေးတယ်ငါတို့မိသားစုကိုထပ်ပြီးမနှောက်ရှက်ပါနဲ့တော့ငါယောက်ျားနင်းတို့ကြောင့်တေးပြီးဆိုတဲ့အခါမာယာလည်းသူ့ဦးကြီးရိုနီကိုချစ်တဲ့အပြင်အာကိုရာလည်းဖြစ်တာမို့ရိုနီဇနီးနီးသူထတ်တူပူဆွေးတော့ကရောက်သွားပါတော့တယ်တညမှာမာယာတို့အိမ်ကြီးကိုသူ့ဦးလေးနှစ်ယောက်တိတ်တိတ်လေးချင်းကပ်လာပြီးအစီရင်လှုပ်ထားတဲ့အောက်လန်းပစ္စည်းတစ်ခုမြုပ်နေကြချင်းသူတို့ကိုတစုံတစ်ခုကစောင့်ကြည့်နေပါတယ်ဒါကိုသတိမထားမိကြပဲအောက်လန်းပစ္စည်းမြုပ်ပြီးချင်းစုံထုံးတန်ကြားလိုက်ရတာမို့ကြောက်လန့်တကြ ထွက်ပြေးသွားကြပါတယ်။အိမ်ပြန်ရောက်ကြချင်းဦးလေးအငယ်ကအုံလန်းပစ္စည်းမြုပ်ပြီးကြောင်းညီမဖြစ်သူစီဖုံးဆက်နေချင်းညနေချက်ကတုံခါသွားတာမို့ဘသူလဲလို့မေးကဓာတ်ယူပြီးလိုက်ရှာလိုက်ပါတယ်။အတန်ကအပေါ်ဓာတ်ကနေလာနေတာမို့သတိထားပြီးလိုက်ရှာနေချင်းနတ်ဆိုးရဲ့အတန်ကြားလိုက်ရပါတယ်။ဦးလေးအငယ်လည်းဓာတ်ကိုကြစ်ကြစ်ပအောင်စုပ်ကင်ကဘသူလဲလို့ထပ်မေးတော့နတ်ဆိုးကဟတ်ဟတ်ပတ်ပတ်ရီမောလိုက်ပါတယ်။ဦးလေးအငယ်လည်းတုံလုံးလာချင်းစပွဲကုံအောက်ကနေလက်တစ်ဖက်ထွက်လာပြီး ခြေတော့ကိုဆွဲတဲ့အခါကြောက်အားလန့်အားနဲ့ဓာတ်နဲ့ဒရဇက်ခုတ်ချလိုက်ပါတယ်ဒါပေမဲ့သူခုတ်လိုက်တာသူ့ခြေတော့ဖြစ်နေပြီးခြေသလုံးကနေပြတ်ထွက်သွားကမှသတိပြန်ရပြီးနာကျင်နေပါတော့တယ်အဲ့ဒီအချိန်ကျမှဇပွဲအောက်ကနတ်ဆိုးထွက်လာကခြေတော့ပြက်ကြီးကိုယူပြီးမြေရေရှက်ရေစားသုံးပြီးနောက်သွေးအိုင်ထဲမှာလဲနေတဲ့ဦးလေးအငယ်ကိုဆွဲခေါ်သွားပါတော့တယ် မနက်မှာတော့မာယာကမှန်ကြီးကိုအဝတ်နဲ့အုပ်ထားလိုက်ပြီးသူ့အန်တီစီကဖုံးဝင်လာတဲ့အခါဖုံးမကန်ကျင်တာမို့တပတ်ကိုကြည့်လိုက်ချင်းဘူလန်ကမိခင်ကြီးကိုလောက်တက်နေတဲ့အစားအစာတွေကိုကျွေးနေတာမို့ပုတ်ချလိုက်ပါတယ်ဘူလန်လည်းဝမ်းထဲသွားကဆိုဖာကုံပေါ်သွားငုံနေပါတယ်မာယာလည်းတေချာကြည့်ကြည့်မှသူ့အမြင်မားနေတာမှန်သိလိုက်ရပါတယ်အဲ့ဒါနဲ့ညီမလေးကိုပြန်သွားချောလိုက်ပါတယ်အရန်ချစ်ကြတဲ့ညီမနှစ်ယောက်လည်းလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့်တယောက်ကိုတယောက်ပုံမှုချစ်ခင်သွားကြပါတော့တယ် ဒီလိုနဲ့ညရောက်လာတဲ့အခါမာယာတို့အခန်းထဲကိုကြီးကန်းတကောင်ရောက်လာပါတယ်မာယာလည်းလန့်လာပြီးခေါင်းအုံးအောင်မှာတခုခုရှိနေတယ်လို့ခန်းစားမိတာမို့ခေါင်းအုံးကိုမှကြည့်တဲ့အခါကြီးကန်းတေတကောင်ကိုတွေးလိုက်ရပါတယ်အရာနဲ့ပြို့လာပြီးရေချိုခန်းထဲဝင်သွားကအန်ချလိုက်ပါတယ်အန်ဘတ်တွေကကြီးကန်းကလီစာတွေဖြစ်နေတာမို့လန့်သွားပြီ ပန်နဲ့ကြည့်လိုက်တော့သူမပါဇက်တဝိုက်မှာသွေးများကပ်နေတာမို့ရင်နဲ့အချိန်ချင်းဆေးလိုက်ကမှတန့်စင်သွားပါတော့တယ်အဲ့ဒီအချိန်အခန်းထဲမှာခြံခဲတဲ့ဝူလန်နိုးလာပြီးအခန်းထဲကထွက်သွားပါတယ်မာယာကတန့်စင်ပြီးအိတ်ခန်းစီပြန်လာချင်းချီကန်အော်တန်ကြားလိုက်ရတာမို့လှက်ကြည့်လိုက်ပါတယ်အဲ့ဒါနဲ့သွားကြည့်တော့မတင်မရှင်းဖြစ်နေတဲ့ချီကန်တကောင်ကိုတွေးလိုက်ရပါတယ်တကားတွေလည်းတေချာပိတ်ထားရတဲ့ချီကန်တွေကဘလို့ဝင်လာတာမှမသိတာမို့ပြတင်းပေါက်လိုက်ကကိုဖွင့်လိုက်တဲ့အခါ ခြံထဲမှာလမ်းလျှောက်နေတဲ့ညီမဖြစ်သူကိုတွေ့လိုက်ရပါတယ်။မာယာလည်းစိုးရိမ်ပြီးလမ်းခေါ်ပေမဲ့ဘူလန်ကပြန်မထိုးတော့မှုအိမ်ပြန်ထွက်ပြီးလိုက်ခေါ်တဲ့အခါဘူလန်ကအသိစိတ်မကတ်တော့ပဲအဝီစီရေရင်းပေါင်ပေါ်မတ်တက်ရက်နေပြီးရေရင်းနဲ့ခုန်ချဖို့လုပ်နေပါတယ်။မာယာလည်းအမြန်ပြေးပြီးသူ့ညီမလေးကိုပြန်ဆွဲလိုက်ခါမှဘူလန်လေးလည်းသတိပြန်ကတ်သွားကညီမနှစ်ယောက်အိမ်ထဲပြန်ဝင်သွားပါတော့တယ်။ရေရင်းအောက်ခြေမှာတော့တစုံတစ်ယောက်ရှိနေခဲ့ပါတယ်။ မာယာလည်းညီမလေးကိုဂရင်ပေါ်မှာချော့သိပ်ပေးပြီးမိခင်ကိုတွတ်ကြည့်ဖို့အခန်းတကားဖွင့်လိုက်တဲ့အခါမှန်မှအုပ်ထားတဲ့ပိတ်ဆက်ကအုပ်ပြုတ်ချသွားကဂရင်ပေါ်မှာထိုင်နေတဲ့မိခင်ကိုမှန်တဲ့ကနေတဆင့်မြင်လိုက်ရတော့မအိပ်သေးဘူးလားအမေဆိုပြီးအခန်းထဲဝင်သွားရမှာတော့သူမမိခင်အိပ်ပျော်နေတာကိုတွေးလိုက်ရပါတယ်အဲ့ဒါနဲ့မဖြစ်တော့ဘူးဆိုပြီးမကောင်းဆိုးရွားမှန်ကြီးကိုအခန်းထဲကနေယူသွားတော့မျက်နှာချက်မှတွေ့ကပ်နေတဲ့မကောင်းဆိုးရွားရဲ့ပုံရိပ်ဟာမှန်ထဲမှာပေါ်သွားပါတယ်မာယာကတော့မတွေးမိပဲမှန်ကြီးကိုအိမ်ပြင်ထုတ်ခါ နီးနားကကြောက်တုံးနဲ့ထုခွဲလိုက်ပါတယ်။မှန်ကကွဲမသွားတဲ့အခါတစ်သားကြောင့်နဲ့ဇက်တိုက်ရိုက်ခွဲလိုက်ပါတယ်။ဒါပေမဲ့မှန်ကမကွဲတဲ့အခါမာယာကအိမ်ထဲပြန်ဝင်သွားပါတော့တယ်။မနဲ့ရောက်တဲ့အခါမှန်ကြီးဟာမိခင်ရဲ့အခန်းထဲကိုပြန်ရောက်နေတော့မာယာလည်းအံ့ဩနေပြီးညီမလေးကိုအမေစားဖို့အတွက်တစ်တီးသွားယူခိုင်းလိုက်ကမိခင်ကြီးကိုရိုးရဝတ်စုံဝတ်ထားတာပူနေမှမို့ အဝယ်လဲပေးဖို့ရာဗီဒီယိုတကားဖွင့်လိုက်ပါတယ်ဒါပေမဲ့မိခင်ကြီးကရိုးရဝတ်စုံမဲ့ထပ်လဲပေးဖို့ပြောနေတာမို့မာယာလဲမိခင်စိတ်တိုင်းကျလဲပေးဖို့အတွက်အင်ကြီးချွတ်ပေးတဲ့အခါမိခင်ရဲ့ကြောကုန်းမှာအစင်းရောင်တန်းနေတဲ့အနာတွေကိုတွေ့လိုက်ရပြီးမိခင်ကြီးပါဇက်ကလည်းတေဖို့အချိန်ကြပြီးကောင်းမလို့ရေရွတ်လိုက်ပါတယ်မာယာလဲအကူကြီးတောင်းမှဖြစ်တော့မှာမို့ညီမလေးကိုခေါ်တဲ့အခါညီမလေးကမလိုက်ချင်တာမို့မိခင်ရဲ့အခန်းထဲပြေးဝင်သွားပါတယ်မာယာလဲလိုက်သွားတော့စူတာစစ်ရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းနဲ့နှဆိုးရဲ့အရေးကွန်းတွင် ဖုံးလွှမ်းလာနေတာကိုတွေ့လိုက်ရပါတယ်။ညီမနှစ်ယောက်လည်းအကူညီလိုနေပြီးမို့အိမ်ထဲကနေအ мян ပြေးသွားချပါတယ်။ဒီလိုနဲ့ကားတစီးနဲ့ထွက်လာချရင် မျိုးတွေကမီးပွိုင်းတစ်ခုမှမီးနီမီးနီလို့ကားရက်ထားတော့အဖွားကြီးတယောက်ကကားတကားလာခောက်တော့အကျွေးတချို့ထုတ်ပေးလိုက်ပါတယ်။ဒါပေမဲ့အဖွားကြီးကပတ်စံမဟုတ်ဘူး။နေဝင်ရင်ပေးဆိုတာမို့မာယာလည်းဘာမှပြောမနေတော့ပဲကားကိုအရှိန်တင်ပြီးမောင်းထွက်လိုက်ပါတယ်။အဖွားကြီးကလည်းအရှိန်နဲ့မောင်းနေတဲ့ကားဘေးကနေထက်ချက်ပကွာလိုက်လာပြီး မာယာဝိညာဉ်ကိုတောင်းဆိုနေပါတယ်။နောက်ဆုံးမှအကူကြီးတောင်းရမယ့်နေအိမ်စီကိုရောက်လာခဲ့ပါပြီ။မာယာတို့ညီမတကားသွားခောက်ကြတော့တကားဖွင့်ပေးသူကသူတို့အန်တီပါ။အန်တီမားကစိုးရိမ်တကြီးတကားပိတ်ကကလေးတွေကိုအိမ်ထဲခေါ်ပြီးနောက်သူဖုံးဆက်တာဘာလို့မကန်ခဲ့တာလဲ။ဦးလေးငယ်ကသူ့ရဲ့အသက်ပေးဆက်လိုက်ရပြီ။ဦးလေးအလက်ကိုလည်းဝေးနိုင်သမျှအဝေးဆုံးနေရာကိုပြေးခိုင်းလိုက်ပြီးသူတို့မောင်နှမသုံးယောက်အစိုးကြီးတဲ့ကအကူကြီးပေးဖို့စူးစမ်းခဲ့ကြတယ်လို့ပြောလိုက်ပါတယ်။တကယ်တော့အန်တီမားတို့မောင်နှမသုံးယောက်ဟာ အင်ကြီးကိုရောင်းဖို့ပြောတော့ကအမွေလိုချင်ခဲ့တာမဟုတ်ပဲပါရီဝန်ကနတ်ဆုအကြောင်းကိုသိနေခဲ့လို့ရောင်းစီချင်ခဲ့တာပါမာယာတို့ကသူတို့မိခင်ဟာအရေးပြားတွေအစိမ်းရောင်ပြောင်းသွားပြီလို့ပြောတဲ့အခါဒါဆိုမင်းတို့မိခင်ရဲ့ခန္ဓာကိုယ်ကို ပါရီဝန်ကတိမ့်ပိုက်သွားပြီဒီတစ်ချိန်လုံးမင်းအဖို့ပိုင်ခဲ့တဲ့အင်ဂျီကိုစွန့်ပစ်ဖို့ငါတို့ကဆန္ဒရှိနေခဲ့တာဘာလို့လဲဆိုတော့အဲ့ဒီအင်ဂျီမှာပါရီဝန်ကနဲ့အပေးယူလုပ်ခဲ့တာကိုငါတို့ကသိနေခဲ့လို့ပဲအဲ့ဒီကျင်းသာတင့်မှန်ကြီးကအစတည်းကတောင်ပိုင်းပင်လယ်မှာစွန့်ပစ်ခဲ့ရမှာမင်းတို့အမေရဲ့စူတာစစ်စားတောက်ဆိုင်အလင်းအမြန်အောင်မြင်လာတဲ့ကငါတန်တရားဝင်မိတယ်အောင်မြင်မှုကအယမ်းမြန်လွန်းနေတယ်မင်းတို့အမေနတ်ဆိုးကိုခေါ်လိုက်ပြီဆိုတာငါသိခဲ့တယ် အဲ့ဒီနှဆိုးကအစာကျွေးဖို့အမြဲတောင်းဆိုတတ်တယ်။နှဆိုးစားသုံးတဲ့အစာကသူ့ကိုဆင့်ခေါ်လိုက်သူရဲ့အချစ်ပဲ။မင်းတို့အမေကသူ့အချစ်ဖြစ်တဲ့မင်းတို့အဖေတာရာဒီကိုမစတေးခဲ့ဘူး။ဂရိမတီတဲ့အခါမင်းတို့အဖေရဲ့အသက်ကိုအရင်နှုတ်သွားတယ်။နောက်ပြီးမင်းတို့အမေရဲ့ကျန်းမာရေးနဲ့စီးစိမ်ဥစ္စာတွေဆုံးရှုံးစေမယ်။မင်းတို့အဖိုးအဆုံးတက်ခဲ့တာကိုမင်းတို့အမေကပြန်လည်အစာပြုတ်ခဲ့တယ်။နှဆိုးနဲ့သဘောတူပြီးရင် သူ့မျိုးဆက်80ဆက်အထိချုံနောင်ထားမှာကို तू မသိခဲ့ဘူး။ငါအထင်မင်းတို့အမေကိုတော့ကဲတင်လို့မရတော့ဘူး။ မင်းတို့နှစ်ယောက်ကတော့အခွင့်ရရှိသေးတဲ့ဆိုကသူမတိတ်ဆိတ်ထားတဲ့ခရီးတလုံးယူလာခဲ့ပါတယ်အဲ့ဒီခရီးထဲမှာတောင်ပိုင်းပင်လယ်ကပင်လယ်ရေပပြီးမနှံရွတ်ဖတ်ထားတယ်အဲ့ဒီရင်နဲ့မင်းတို့အမေကိုနှစ်ဖူးကနေခြေပြအထိခုနှစ်ခါဖျန်းလိုက်ပါမအောင်မြင်ခဲ့ရင်တော့မင်းတို့အမေကိုမိရှုပြစ်မှပဲရမယ်ဆိုတော့မှမာယာတို့လည်းမလုတ်ချင်ပေမဲ့နီလန်းလည်းမရှိတော့တာကြောင့်လက်ခံလိုက်ရပါတယ် မာယာတို့ထွက်သွားချချိန်မှာတော့အန်တီမားအနောက်ကမျက်နှာချက်မှာနှဆူးကတွယ်ကက်ကစောင့်ကြည့်နေတာကိုတော့အန်တီမားလည်းမသိခဲ့ပါဘူးအဲ့ဒီနောက်အန်တီမားကမာယာတို့အစီအစဉ်အောင်မြင်ဖို့အတွက်သူ့အိမ်ကနေအစီအရင်လှုပ်ပေးဖို့အုံသီးခွဲလိုက်ရမှာတော့အုံသီးတွေကနေကြီးကန်းအသေးထွက်လာတာမို့တိလိုက်ရချင်အသေးနောက်ကျသွားခဲ့ပါပြီနှဆူးကအပေါ်ကနေခုံအုပ်ကအန်တီမားရဲ့ခေါင်းကိုဖြတ်ပြီးလှေကားပေါ်ကနေလွင့်ပစ်လိုက်ပါတယ် မာယာတို့ညီမလည်းအိမ်ပြန်ရောက်လာကြပါပြီ။မာယာကဘာပဲဖြစ်နေပါစေကားရဲကမထွက်ပဲအကူညီလိုတဲ့အခါဟွန်တီးလိုက်ဖို့ညီမလေးကိုမှားလိုက်ပါတယ်။ဝူလန်လည်းအမထွက်သွားတာနဲ့ကားတကာလောချလိုက်ပါတယ်။မာယာကအိမ်ထဲဝင်ပြီးမိကလုတ်ဖွင့်ကြည့်တော့မိလုံးများကျွန်းသွားတာမို့မိအိမ်တလုံးနဲ့အတူမိခင်အခန်းစီတွားလိုက်ပါတယ်။ခရီးပေါ်မှာတော့လှဲလျောင်းနေတဲ့မိခင်ကမလုံးမရက်ပဲရှိနေပါတယ်။မာယာကအရင်ဆုံးခွင်တောင်းပြီးပင်လေရီကိုစတင်လောင်းပေးလိုက်ပါတယ်။စူတာစစ်ကထူးခြားမှုမရှိသေးပါဘူး။ ကားပေါ်ကစောင့်နေတဲ့ဝူလန်းစီကိုလူတစ်ယောက်လမ်းလျှောက်လာနေပါတယ်။ဝူလန်လည်းကြောက်လန့်လာပြီးမှကားထိုင်ကုန်ခလုတ်ကိုဆွဲကအနောက်ကိုလှန့်ပြီးမျက်လုံးစုံမိတ်ထားလိုက်ပါတယ်။အဲ့ဒီလူကြီးကကားနားရောက်လာကဝူလန်ကိုကြည့်ပြီးတကားခေါက်လိုက်ပါတယ်။ဝူလန်ကမတုံ့ပြန်တော့လူကြီးကအတန်ပေးတဲ့အခါဝူလန်လည်းအကြောက်ပြေသွားတာပေါ့။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူကြီးကသူ့ဦးကြီးရိုနီဖြစ်နေလို့ပါပဲ။ မာယာကတော့ပင်လယ်ရေခုနှစ်ကြိမ်လောင်းပြီးတဲ့အချိန်အချင်းနေမထူးခြားတဲ့မိခင်ကိုကြည့်နေပါတယ်။အဲ့ဒီအချိန်ကာရကဖွင့်တန်ကြားလို့ပြတင်းပေါက်ကနေကြည့်လိုက်တော့မူလန်ကကားထဲကနေထွက်သွားတာမို့အော်ခေါ်လိုက်ပါတယ်။ စူတာစစ်ကတော့ဂရင်ပေါ်ကနေအတောင်းလိုက်မတက်ရက်ခါပြန်ချသွားချိန်မှာဆောက်ထိုးဖြစ်သွားပြီးနှစ်ဆူးကထိမ့်ချုပ်သွားခဲ့ပါပြီ။ကွယ်လွန်ခဲ့ပြီးသူရိုနီကတော့ဟူလန့်ကိုစပက်ကြီးတဲခေါ်သွားပြီးတကားပိတ်လိုက်ချိန်မှာတော့ရုပ်လုံးမှန်ပေါ်သွားခဲ့ပါပြီ။ဟုတ်ပါတယ်။မာယာတို့ရဲ့အဖိုးပါပဲ။အဖိုးကဟူလန့်ကိုစုံနဲ့ထဲ့ထောင်းဖို့ပြင်ဆင်လိုက်ပါတယ်။မာယာကအိမ်ထဲကနေပြေးထွက်ကဟူလန့်နောက်ကိုလိုက်သွားတော့စုံထဲမှာလဲနေတဲ့ဟူလန့်နဲ့ ေးမှာထောင်းဖို့အသင့်ဆောင်နေတဲ့မိခင်ကိုတွေးလိုက်ရပါတယ်မိခင်ကြီးကမာယာမင်းအဖိုးရဲ့လက်ကိုနမ်းလိုက်ပါလို့ပြောတော့မာယာလည်းကြောင်ကြည့်နေပါတယ်မိခင်ကထပ်ပြောလိုက်ပါတယ်ဒါပေမဲ့မာယာက "तू ပြောသလိုမဟုတ်တော့ဘူလန့်ကောင်ကိုထောင်းဖို့ပြင်လိုက်တဲ့အခါမာယာလည်းမတတိဆရာကောင်းတဲ့အဖိုးရဲ့လက်ကိုနမ်းလိုက်ရပါတော့တယ်ဆူတာစစ်ကကျေနပ်သွားကမောင်းထောင်းတံကိုပစ်ချပြီးမာယာကောင်ကိုပုတ်တက်လိုက်ပါတယ်ဒါဟာနတ်ဆိုးရဲ့ဂျင်စာတွေကိုလက်ဆင့်ကမ်းနေတဲ့သဘောပါပဲ ဝူလန်လေးကတရေရလာပြီးဖြစ်စဉ်တွေကိုတွေ့သွားတော့ကြောက်လန့်တကြအော်ဟစ်ပြီးထွက်ပြေးသွားပါတယ်။မာယာလည်းအခွင့်ရေးရတော့စူတာစစ်ကိုမောင်းထောင်းတန်နဲ့ရိုက်ချလိုက်တော့စုံနဲ့ကျသွားပါတယ်။ဝူလန်လေးကတကားဖွင့်မရဖြစ်နေပါတယ်။စူတာစစ်ကတော့အတင်ရဲလိုက်တာငါကနင့်အမေဟဲ့လို့ပြောပေမဲ့မာယာကမောင်းထောင်းတန်နဲ့ထောင်းချလိုက်ပါတယ်။စူတာစစ်ကအထောင်းခံနေရပေမဲ့အရင်မောမပြတ်ပဲထောင်းလိုက်တိုင်းမှာအဖိုးပြစ်သူပါခံနေရပါတယ်။မာယာလည်းကြောက်ကြောက်နဲ့ပဲအတန်တိတ်သွားသည့်အထိထောင်းလိုက်တဲ့အခါအဖိုးပြစ်သူဟာပျောက်ကွယ်သွားပါတော့တယ် မာယာတို့လည်းကိစ္စပြီးပြီမို့ကားပေါ်တက်ပြီးဆက်နိုးလိုက်ချေမကုံဆိုးရမှန်ကြီးကြံနေတော့ကိုတရိယာသွားချပြီးဘူလန့်ကိုဒီတခါကားပေါ်ကနေမဆင်းဖို့တေချာမာချားကအိမ်ကြီးတဲကိုတစ်ခေါက်ပြန်ဝင်ရပါတော့တယ်အိမ်ထဲရောက်ပြီးမှန်ကြီးကိုဖြုတ်မယ်လို့နှဆိုးတစ်ဖြစ်လဲစူတာစစ်ကအနောက်ကရောက်လာပြီးတိုက်ခိုက်တဲ့အခါမာယာလည်းတရိလစ်သွားပါတယ် ကားထဲကဝူလန်ကတော့ကားရှေ့မှာတစုံတစ်ခုတွေ့လိုက်ရလို့ရှေ့မီထိုးကြည့်တဲ့အခါဘာမှရှိမနေပဲရုတ်တရက်နှဆိုးရောက်လာပါတယ်နှဆိုးကကားပေးပတ်လေကနေမှန်တကားတွေကိုခွဲနေပြီးနောက်ဆုံးမှကားထဲကိုပါရောက်လာတာမို့ဝူလန်လေးလည်းအိမ်ထဲပြေးဝင်တဲ့အခါသူ့အမကိုစားဖို့လုပ်နေတဲ့မိခင်ကြီးကိုတွေ့လိုက်ရတာမို့မိအိမ်နဲ့ပြစ်ပေါက်လိုက်ပါတယ်အဲ့ဒီအခါမှာတော့နှဆိုးဟာအော်ဟစ်ညင်းညူကဇီဝင်ချုပ်သွားပါတော့တယ်ခမညီမနှစ်ယောက်လည်း ညာရင်းချင်းမဲမကောင်းဆိုးရမှန်ကြီးကိုတဲ့ကတောင်ပိုင်းပင်လေစီထွက်လာကြပါတယ်ကမ်းခြေရောက်တဲ့အခါဆက်လီတစည်းငှားပြီးမှန်ကြီးကိုပင်လေတဲ့ပစ်ချလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့တညာလုံးအေးရပြက်ထားကြတဲ့ညီမနှစ်ယောက်ဟာကားထဲမှာနှိမ့်နှိမ့်ချက်ချက်အိပ်ပျော်နေကြတော့ကားကိုကြီးကန်းတစ်ခုဝင်တိုက်တန်ကြားရလို့ဝူလန်လေးကနိုးလာတော့အမဖြစ်သူကိုမတွေ့ရတာမို့ကားပေါ်ကနေဆင်းကြည့်လိုက်ပါတယ်အဲ့ဒီအခါကားနောက်မှာကြီးကန်းတေကိုအစိမ့်လိုက်စားနေတဲ့မာယာကိုတွေ့လိုက်ရကပါရီဝန်ကန်ဇက်လန်လေးဟာအဆုံးသက်သွားပါတော့တယ်ခမညာ ဗီဒီယိုလေးကိုကြိုက်နှစ်သက်ချလိုက်မယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။